ဆက်တဲ့ပုံသားတွေကိုငါသာပြောပေးလိုက်ပါဆိုပြီးတော့မှ intuition ဖြတ်ကနေတခြားမရလာတာ။ဒါရီကမယုံလို့မရဘူးဗျာမိတ်ဆွေတို့ရ။လက်ရှိအာဏာရအစိုးရနဲ့တခြားသောအဖွဲ့အစည်းတွေအားလုံးအခြေအနေတွေပြင်းထန်လာပြီးတော့မှအလောင်းပုံတွေသွေးချောင်းစီးမယ်။နောက်တစ်ချက်ဟောခင်ရကြတော့ဖဇီးပုံအခြေခံဥပဒေချမ်းတစ္ဆာတုတ်က ဖွဲ့စည်းကအခြေခံဖွဲ့စည်းပုံအခြေခံဥပဒေကျန်းသစ္စာဒုက္ခချိန်စာတိုက်ထားတယ်ချိန်စာတိုက်ထားတယ်လက်ရှိဖွဲ့စည်းကအခြေခံဥပဒေရဲ့ချိန်ဟိုအထုတ်ကကျန်းစာဒုက္ခချိန်စာတိုက်ထားတယ်အဲ့ဒါပြည်လို့မရဘူးအဲ့ဒါပြည်သွားတာ ਨੇ လက်ရှိအာဏာရအစိုးရကအစင်မပြေဘူးအလာကြီးအတွက်ကိုလူပေါင်းများစွာစတေးထားတာအောက်လန်းနေတုံထားတာ လူပေါင်းများစွာကိုစသေးထားတာလူတွေရဲ့ဝိညာဉ်တွေကိုအတုံးပြူထားတာတကိုးကြီးတဲ့ဆရာတော်တွေရဲ့ဝိညာဉ်တွေကိုအတုံးပြူထားတာမိစ္ဆာနဲ့ဝိစ္ဆာတိုက်တဲ့ပွဲဒီပွဲကလူတွေလူတွေတွေတိုက်နေတာမဟုတ်ဘူးနော်လူတွေမာတွေစစ်မြေပြင်မှာတိုက်နေတာမဟုတ်မိစ္ဆာနဲ့ဝိစ္ဆာမှာတိုက်နေတာတအားပြင်းထန်တဲ့ပွဲဒီပွဲကအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ငလင်ပေးတဲ့မြန်မာပြည်မှာအလောင်းပုံတွေထက်လာအောင်မယ်လို့ အကြအမြင်ဆရာဆိုင်းဝမ်းမှဟောကိန်းထုတ်လိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်မလ28ရက်နေ့မှာစကိုင်းမန္တလေးနဲ့နေပြီးတော့အပါဝင်မြန်မာနိုင်ငံအလဲပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာဖြက်စီးအားကြီးတဲ့ငလင်လှုပ်ခတ်ခဲ့ပြီးဖြက်စီးဆုံးရှုံးမှုတွေကြီးစွာဖြစ်ပေါ်ခဲ့ပြီးလူထောင်ပေါင်းများစွာအသက်တည်ဆုံးခဲ့ရပြီး တော်တော်များများလည်းပျောက်ဆုံးနေခဲ့ပါတယ်ဒီကနေ့မှာတော့အလောင်းပုံတွေထက်နေတဲ့စစ်ပေးနဲ့ထက်မှန်ကြုံတွေ့ရအောင်ပါလို့ဆရာဆိုင်းဝမ်းကဟော်ကိန်းထုတ်လိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာဆိုတော့အခုတောင်ငားနဲ့မှာလာမယ့်ငားနဲ့ပေါ့နော်ဒီနေ့2025ဆိုတော့2030မှာမြန်မာနိုင်ငံအစိတ်စိတ်မှမှကွဲမယ်ဟော်ကိန်းထုတ်ပြီနော်မှတ်ထားပေးပါဒီနေ့ဒီနေ့ညမှာဟောတဲ့ဟော်ကိန်းကိုမှတ်ထားပေးပါမြန်မာနိုင်ငံအစိတ်စိတ်မှမှကွဲကွဲပါပြီးရင် မြန်မာနိုင်ငံရဲ့စစ်ဘေးကြောင့်မို့လို့လူတွေတေကြအောင်ပဲနောက်ထပ်အများကြီးတေကြအောင်ပဲပြင်ဆင်ထားပါကိုယ့်ရဲ့အသက်ဘေးလွတ်ရာကျွတ်ရာကိုပြင်ဆင်ထားပြီးပါဒါလာမဲ့လာမဲ့ဟော်ကင်းနော်နောက်လာမဲ့ဟော်ကင်းနော်ကျွန်တော်ဟော်ကင်းထုတ်ပြီနော်လက်ရှိအာဏာရအစိုးရနဲ့တခြားသောအဖွဲ့အစည်းတွေအားလုံးအခြေအနေတွေပြင်းထန်လာပြီးတော့မှအလောင်းပုံတွေတွေးချောင်းစီးမယ်နောက်တစ်ချက်ဟော်ကင်းရကြတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကျန်းတစ္ဆာဒုက္ခဖွဲ့စည်းကံအခြေခံဖွဲ့စည်းပုံအခြေခံဥပဒေကျန်းတစ္ဆာဒုက္ခချိန်စာတိုက်ထားတယ်ချိန်စာတိုက်ထားတယ်လက်ရှိဖွဲ့စည်းကံအခြေခံဥပဒေရဲ့ချိန်အဟိုအထုတ်ကကျန်းစာဒုက္ခချိန်စာတိုက်ထားတယ်အဲ့ဒါပြည်လို့မရဘူးအဲ့ဒါပြည်သွားတာ ਨੇ လက်ရှိအာဏာရအစိုးရကအဆင်မပြေဘူး အဲ့လာကြီးအတွက်ကိုလူပေါင်းများစွာစတေးထားတာအောက်လန်းနေတုံထားတာလူပေါင်းများစွာစတေးထားတာလူတွေရဲ့ဝိညာဉ်တွေကိုအတုံးပြူထားတာကိုကြီးတဲ့ဆရာတော်တွေရဲ့ဝိညာဉ်တွေကိုအတုံးပြူထားတာမိစ္ဆာနဲ့ဝိစ္ဆာတိုက်တဲ့ပွဲဒီပွဲကလူတွေလူတွေတင်တိုက်နေတာမဟုတ်ဘူးနော်လူတွေမာတင်စစ်မြေပြင်မှာတိုက်နေတာမဟုတ်မိစ္ဆာနဲ့ဝိစ္ဆာမှာတိုက်နေတာအားပြင်းထန်တဲ့ပွဲဒီပွဲကဒုတိယတစ်ချက်က လက်ရှိအခြေအနေရဲ့စစ်ပွဲကြောင့်မို့လို့နောက်ဆုံးတိုက်ပွဲမှာဝက်ဝက်ကွဲသိဒုတိယတစ်ကြိမ်ကိုဗစ်လိုပုံစံမျိုးတွေ့ချောက်ရှိတယ်။တစ်ဖက်စလုံးသိသိကြမှာမှာတစ်ဖက်စလုံးသိကြမှာအော်အော်တောင်းရင်သိကြမှာအများကြီးကိုသိကြအောင်မှာမြင်ထားတယ်ပုံရိပ်ရောင်လိုပဲရုပ်ရှင်ကားချက်လိုပဲအာယုံမှာပေါ်ထားတယ်ဖြစ်လာမယ့်ဟာလေးကဒီဖွဲ့စည်းကံအခြေခံဥပဒေဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ဟာကြီးကပြက်ပြဲသွားလို့မရဘူးပြက်ပြဲသွားတာ ਨੇ အာဏာရအစိုးရပြုတ်ကြအဲ့ဒါကြောင့်အသေးကာတာအတကုံကာတာအသက်ပေါင်းများများစွာစည်သေးပြီးတော့အသေးကာတာသာပြီးပါလဲပါသွားတယ်အဲ့ထဲမှာတော့ဖိနေမိနေပါသွားတယ်ဒါဝင်လာ။အဲ့ဒီပြည်ပုံချိတ်ကဥပဒေရဲ့ချမ်းသစ္စာတို့ကိုအတက်ပေါင်းများများစွာစည်းပြီးကဝင်ထားတယ်။ အဲ့ဒါကြီးကချိန်သာတိုက်ထားတယ်အောင်းလည်းနဲ့လုတ်ထားတယ်အဲ့ဒါကြီးကငါတို့ဒီလူတိုက်ပွဲတွေလုပ်နေတာမဟုတ်ဘူးငါတို့ကဝိဆာနဲ့မိဆာတိုက်ပွဲမှာစော်နေတာသိလားဒီရှင်းပြေဟော်ဂိန်းတွေတိတဲ့အတွက်ကြုံမြင်ထားတဲ့အတွက်ကိုကျွန်တော်နှစ်နှစ်လွန်ခဲ့တဲ့နှစ်နှစ်ကလေးကကျွန်တော်ထိုင်းကိုပြောင်းလာတာအကုန်လုံးဆွတ်လွတ်ခဲ့ပြီးတော့ကျွန်တော်ပြောင်းလာတာပိုက်ဆိုင်မှုတွေလည်းအကုန်သိမ်းခံရတယ်ပိုက်ဆိုင်မှုတွေလည်းအကုန်သိမ်းခံရတယ် င်းရင်နောက်တစ်ခါပေါ့နော်ထပ်ပြီးဖြည့်ဆွတ်ပြီးပြောပေးမယ်ပေါ့နော်နောက်တစ်ခါကျတော့ရေးကြည့်မှုလာအောင်မယ်နော်ရေးကြည့်မှုလာအောင်မယ်မပြီးသေးဘူးရေးရေးကြည့်မှုလာအောင်မယ်ဒီအကုတ်အနေနဲ့အချားမြင့်ရနေတာမှန်တယ်ဆိုရင်ဒီတဲ့ပို့ပြီးတော့ထိရောက်တဲ့နီလန်းနေတဲ့ပြည်သူတွေကိုကာကွယ်ပေးပါလို့ပြောချင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာတာဝန်ရှိတဲ့သူတွေနဲ့ပူးပေါင်းဆောင်ရွက်ရမှာဗျာ မိုးလေဝသဌာနကဒီစရာကိုအထူးလိုအပ်နေမှာသိကြပါတယ်နိုင်ငံတော်နဲ့ပူးပေါင်းပြီးဆောင်ရွက်ရမှာကိုတယောက်တည်းလိုက်လွင်ပြီးတော့ယုံမာယုံမာလို့အော်နေယုံနေတော့အဆင်မပြေဘူးဗျတခြားမင်းကဒီနေ့ဖြစ်မဲ့ဖြစ်စဉ်ကိုတခြားမင်းကချက်ချင်းပြောခိုင်းတာတခြားမင်းကြွာလာတာနော်ဒီလားကျွန်တော်တရားထိုင်နေတဲ့ချိန်အားထုတ်နေတဲ့ချိန်တရားထိုင်နေတဲ့ချိန်အရင်စိတ်နေတဲ့ချိန်တခြားမင်းကြွာလာဖြတ်ကလေးပဲဘလို့ပုံစံလဲဆရာလို့မေးလို့ရှိရင်အလင်းလင်းထိန်ပြီးတော့မှလုံးဝချက်ဝတ်တစားရွှေရောင်ချက်ဝတ်တစားလေး ။တခြားမင်းဒါမှကြည့်လို့မရအောင်အရန်ကိုလင်းတာတတော်ကြီးကိုလင်းထိန်ဖြူပွဲလင်းထိန်နေတာအာယုံထဲမှာကြည့်လို့မရအောင်လုံးဝတခြားမင်းပုတ်ကုန်။အဲ့တော့အတန်ချားတာပေါ့နော်အာယုံမှာအတန်ချားတာပေါ့နော်။တားရီတုံးရအတွင်းငလင်လောက်တော့မယ်။တားခွန်ရတားတိပီကိုကယ်လိုက်တော့တားဒီ မိုင်းဖုံးဆရာတော့ကိစ္စလိုပဲကိုဗစ်ကိစ္စလိုပဲငါသားကြီးငါသားရဲ့ပြိတ္တအပေါက်ပါတွေငါသားပြောတာကိုနားထောင်ပြီးတော့မှအသက်ဘေးကနေလွတ်မြောက်ကြနိုင်မယ်ငါသားကြီးပြောလိုက်တော့ဆိုပြောကျွန်တော်ကမပြောဘူးတိုက်ရိုက်ချိတ်ဆက်လူသားတွေရဲ့မြစ်တာနဲ့ကဘာမြေကြီးနဲ့တိုက်ရိုက်ချိတ်ဆက်နေတာဒီကဘာမြေကြီးတွေသူတို့တွန်းထုတ်နေတာဒီကဘာမြေကြီးတွေသူတို့တုံဟီးနေတာဒီကဘာဒီကဘာမြေကြီးတွေသူတို့ခါထုတ်နေတာ စုတ်ပြတ်တော့လုံပြနေတာမာသာကာယာကမိခင်ကဘာပြေဆောင်နတ်မင်းမာသာကာယာကစုတ်ပြတ်တော့လုံပြနေတာခါထုတ်ပြတာကလူသားတွေကစိတ်မနှောတွေကာယကံဝစီကံမနှောကံတွေဖောက်ပြားဖောက်ဖြက်လာတဲ့အတွက်ကောင်းတော့ကဆေးထုတ်ပြတာအဲဒီနေရာမှာမိုးမိုးကြီးရင်မိုးဆက်တော့ပန့်ပါပဲ အဲ့ဒါကိုတော့တိထားဖို့လိုတယ်ဒီနေရာမှာတချို့ချက်မိတ်ရွှေတွေကပြောတယ်ပေါ့နော်အဲကျွန်တော်တို့ဖျားပြားတလောက်လုပ်နေတာကျွန်တော်တို့တလောက်တရားတွေထိုင်ဟဟိုပရိတွေစိတ်နေတာကျွန်မကျွန်မတို့ဘာလို့မလွတ်တာလဲမိုးကြည့်ရင်တော့မိုးဆက်တော့မှန်ပါပဲတခြားမကြည့်နဲ့ဆရာဆောင်းဝန်ကိုကြည့်လိဆရာဆောင်းဝန်ကိုကြည့်လိမိဘနှစ်ပါးတက်ခံရတယ်လीကျွန်တော်မိဘနှစ်ပါးတက်ခံရတယ်လीပိုင်ဆိုင်မှုတင်းခံရတယ်လीအဲ့ဒါမိုးကြည့်လို့မိုးဆက်မှန်တာမဟုတ်ဘူးလားဒါပေမဲ့အဲ့ဒါကိုဘယ်သူမှကျွန်တော်မပြောခဲ့ဘူး မှမဖြစ်မဖြစ်တလို့ပဲဘဝကြီးကိုကျွန်တော်နေကျွန်တော်ရင် intuition လေးနဲ့ကျွန်တော်နိုင်ငံသူနိုင်ငံသားခေါင်းရသားသမီးပေါ်မှာကျွန်တော်ကာဝယ်ပေးမယ်စောက်ရှောက်ပေးမယ်နော်ကျွန်တော်ဖေးမပေးမယ်ပြောစီးပွားလက်လာပါတွေတိုးတက်အောင်လည်းကျွန်တော်လမ်းနေညွန်ပေးမယ်နော်အားလုံးကိုချစ်ကယ်ပေးသားပါပဲနော်အခုကြည့်နေကြတဲ့ကျွန်တော်မိတ်ဆွေတွေထဲမှာကျွန်တော်တို့ပို့ပြီးတော့ပညာဉာဏ်ဘဝတုဒ္ဒကျော်ဝါတဲ့သူတွေအများကြီးပါပါတယ်ဒါကြောင့်မို့ဒီဆရာဆိုင်းဝန်းဟာအချမ်းမြင့်ရနေတာ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာလေးတွေကိုခံမှန်းပေးသွားကြပါအောင်ဗျကျွန်တော်လည်းမဆုံးပြတ်တတ်လို့ပါ